online တစ်ခုတည်းရောက်ကအတင်းတင်းရဲ့တွေ့ဆုံမှုဟုတ်ပါရင်ဘူးတို့မနက်ဖြန်မှဆိုရင်တော့ Amazon Season 2ရဲ့နောက်ဆုံးပတ်ဖြစ်တဲ့ Wi-Fi ဒေးနံပါတ်2ကတော့ရောင်းချီလို့လာခဲ့ပြီဖြစ်ပါတယ်။အဲဒီမှာဆိုရင်တော့ online တင်းတစ်ခုတည်းရောက်ကအတင်းတင်းဖြစ်တဲ့ Fagon Esports ပတ်သက်တင်း7တို့ရဲ့ပွဲရှိရဲ့ဒီ Fagon Esports ကလည်းခုနှစ်ပွဲဆိုတာခုနှစ်ပွဲလုံးနိုင်ထားပြီးတော့တင်း7ကလည်း10ပွဲဆိုတာတစ်ပွဲပဲရှုံးထားသေးရဲ့ Amazon Season 2ရဲ့ regular season တောင်းလျှောက်မှာလည်း ဒီနှစ်သင်းကဒီရှက်ဝမ်းနဲ့ရှက်တူကိုတယောက်တည်းယူနေတဲ့အသင်းဖြစ်တယ်ဒီပေါင်းမန့်နေ individual scale တွေကလည်းရှိပြီးတော့ဒီ MSN season 2မှာ champion ဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့နှစ်သင်းလို့ရင် organization ကလည်းတူတယ်ဆိုတော့ကဲဒါဆိုလို့ရှင်တော့ Fagon Esports ကပဲ senior တွေ PP သူတို့ကပဲနိုင်သွားမလားဒါမှမဟုတ်ဒီ10 7ကပဲ junior ဆိုရင်မဲ့လူငယ်လက်သက် player တွေရဲ့လက်ဆောင်ကလည်းထက်ကြောင်းပြမလားဆိုတော့ဒီလိုတို့ကျွန်တော်အတူတူပဲစောင့်ကြံမှာပဲဖြစ်ပါတယ်ဗျကဲကျွန်တော် Esports ကိုပြန်လဲ discipline ရဲ့အဝေးပဲဖြစ်ပါတယ်ဒီ MSN ပွဲတွေကိုမကြည့်လိုက်ကတော့ပြန်ကြည့်ကြည့်နိုင် ကိုတွေကကျွန်တော် profile မှာ link ချပေးရကျွန်တော် YouTube channel မှာတွားကြည့်လို့ရပါတယ်အဲမနေ့ကပွဲတွေမှာဆိုရင်တော့ဒီ wide ဘက်သက်အခု space ဆိုရင်တော့အခု space တွေကတော့အဲအမှတ်လိုနေရဲ့အာဒီဒီ lecture တွေ play ရင်ဆိုရင်နောက်တစ်သင်ကိုတက်ဖို့အတွက်အမှတ်လိုနေရဲ့ဒီ tin 7နဲ့ဖယ်ကွန်ကြီးဆိုတော့တော့ကြည့်ကောင်းမဲ့ပွဲထားတော့ခုနလည်းပြောဘူးဝါကြီးနောက်ထပ်နှစ်သင်ကတော့ကျွန်တော် Ryan Esports နဲ့ Niu Pro ရဲ့ပွဲရလဲဒီနှစ်သင်လုံးနေနဲ့အမှတ်လိုနေရဲ့ဆိုတော့အဒီစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အကဲဒါဆိုလို့ရှိရင်မနေ့ကပြီးရဲ့ခါမှာတော့ အာဒီ ambassador season 2ရဲ့ regular season က py ဆိုတော့ဘယ်သင်းတွေကကျွန်တော် plain state ကိုတက်သွားမလဲဘယ်သင်းတွေက legend plain ဆိုရနောက်တစ်သင်းကိုထပ်ပြီးတော့ဆော့ရမလဲဘယ်သင်းကတော့ဒီ platform နောက်ကိုလိုက်သွားပြီးတော့ ambassador နေပြီးတော့ထွက်သွားရမလဲဆိုတော့အာကျွန်တော်တို့ဒီညီကိုတွေအတူတူစောင့်ကြည့်ရတာပါဗျာနော်ကဲကျွန်တော်တို့ e-sport ကြောင့် ballot disappear နေရအဝေးပဲဖြစ်ပါတယ်